ကာဇက်စတန်နိုင်ငံသမ္မတရဲ့ဖိတ်ကြားချက်အရမကြမီရပိုင်းတွင်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရဲ့ကော်မရှင်ဥက္ကဋ္ဌဟာကာဇက်စတန်နိုင်ငံကိုတရားဝင်အလို့သဘောခရီးသွားရောက်မယ်လို့သိရပါတယ်။၎င်းကလက်ရှိမှာရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ကိုရောက်ရှိနေပြီးကာဇက်စတန်သမ္မတမစ္စတာကက်ဆန်ဂျိုမတ်စ်ဒူကာရာဖ်ရဲ့ဖိတ်ကြားချက်အရ မကြမီရပိုင်းတွင်ကာဇက်စတန်နိုင်ငံကိုတရားဝင်အလို့သဘောခီးသွားရောက်မယ်လို့သိရပါတယ်။ဒီခီးစဉ်အတွင်း၎င်းဟာကာဇက်စတန်နိုင်ငံသမရအပေါင်းဝင်တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးတာ၊စစ်ရုံအလို့ရုံတွေနဲ့အထင်ကရနေရာတွေကိုသွားရောက်လေ့လာတာတွေဆောင်ရွက်သွားမှာဖြစ်ပြီးနှစ်နိုင်ငံချင်းချင်းရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရေးဆိုင်ရာတွေကိုဆွေးနွေးသွားမယ်လို့သိရပါတယ်။၎င်းဟာလက်ရှိမှာရုရှားနိုင်ငံမော်စကိုမြို့ကိုရောက်ရှိနေပြီးအဲဒီကနေတဆင့်ကာဇက်စတန်နိုင်ငံကိုသွားရောက်မဲ့အခြေအနေဖြစ်နေပါဗျ။2025ခုနှစ်မေလကရုရှားနိုင်ငံမှာကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိမ်းအမှတ်ဇေယျပြအခမ်းအနားကိုတက်ရောက်ခဲ့စဉ်ကယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာရဲ့ကော်မရှင်ဥက္ကဋ္ဌနဲ့ကာဇက်စတန်နိုင်ငံသမရတို့မော်စကိုမြို့မှာရှိတဲ့ Risk Garden Hotel မှာနိုင်ငံပိုးပေါင်းဆောင်ရွက်မှုမြင့်တရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အဲ့လိုပဲ2025ခုနှစ်စက်တမလာဆန်းကတရုတ်နိုင်ငံမှာကျင်းပတဲ့တရုတ်ပြည်သူတွေရဲ့ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ကမ္ဘာဖက်ဆက်စန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်းနှစ်ရှစ်ဆယ်ပြည့်အထိမ်းအမှတ်စီးပွားအခမ်းအနားကိုတက်ရောက်ခဲ့ခြင်းကလည်း၎င်းဟာနိုင်ငံကောင်းဆောင်တချို့နဲ့အလို့သဘော တွဲဆောင်နှုတ်ဆက်ဆွေးနွေးမှုတွေမှာကာဇက်စတန်နိုင်ငံတမရနဲ့ဆွေးနွေးမှုတွေလည်းရှိခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ကာဇန်စတန်နိုင်ငံတို့အကြားတန်တမန်ဆက်ဆံရေးထူထောင်ခဲ့မှုဟာ25နှစ်ပြည့်မြောက်သွားပြီဖြစ်တယ်လို့သိရပါဗျ။